ားလုံးပဲမင်္ဂလာပါမွေးနေ့ဖက်စာရင်းနှီးကိုလုံပြမှာဖြစ်ပါတယ်ရင်းဝန်ဆုံးမိမင်းရေးမဲ့အီးမေးပို့လေးကို Adobe Photoshop CS file လေးကိုဆွဲထည့်လိုက်ပါဒီမှာပုံပွင့်လာမယ်ဆိုလို့ရှိရင် crop tool နဲ့ site show ရမှာဖြစ်ပါတယ်။ wheel နဲ့ high မှာတော့မိမိလိုချင်တဲ့ site ကိုရိုက်ထည့်ပါ ဒီမှာအလျားစာရေးမှာဖြစ်တဲ့အတွက်အလျားလိုက်လေးပုံယူမှာဖြစ်တဲ့အတွက် with message ကိုရိုက်ထည့်ပြီးတော့ high မှာတော့4ကိုရိုက်ထည့်ပါတယ် resolution ကတော့300ဖြစ်ရပါမယ်ဒီနေရာမှာတော့ pc in ကိုယူပေးပါအကုန်လုံးချိန်ပြီးပြီးတော့ပြီဆိုလို့ရှိရင်သူ့ကို site show မှာဖြစ်ပါတယ်ဆိုင်ရှိုးပြီးလို့ရှိရင် အမှန်လေးကိုချိန်ပေးပါဒါဆိုလို့ရှိရင်တော့သူ့ကို ဖို့ဆက်ဆိုင်ရဲ့ဇာရှုပြီးပြီးတော့ပါပြီ။ဇာရေးဖို့အတွက် horizontal type 2လေးကိုယူပေးပါ။ horizontal type 2လေးနဲ့ကိုရေးမဲ့နေရာလေးမှာ click ရှက်ရှာမယ်။လိုချင်တဲ့စာလုံးကိုရိုက်ခဲ့မှဖြစ်ပါတယ်။ဆာလုံးကရမ်းကြည့်နေတယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာဆာလုံးအကြည့်သေးကိုလာရှင်လို့ရပါတယ်။ ောက်ဆိုရင်အတော်ပါပဲဒီမှာဆာလုံးအသေးရှင်ပြီးပြီးတော့ပြီဆိုလို့ရှိရင်သူ့ရဲ့ဆာလုံးရဲ့အလေးလေးမှာကလေးလေးတစ်ချက်ရှာပါပြီးလို့ရှိရင် bright avro လေးနဲ့ဒီနေရာလေးကိုနည်းနည်းပြည့်ရွှေပြီးတော့ကိုလိုချင်တဲ့ဆာလုံးကိုဆက်ရည်လို့ရပါပြီ တနေ့ပြေမွေးနေ့မင်္ဂလာဖိတ်ကြတော့ပြီးပြီဆိုလို့ရှိရင်အမှန်ရှိပေးပါဆာလုံးရဲ့ဖောင်းအလှကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီနေရာလေးမှာကလေးတစ်ချက်ချက်ပါသူရဲ့အပြာရောင်တန်းလေးဝင်တော့ပြီဆိုလို့ရှိရင်တော့ဒီဘုတ်ဘွား down arrowing နဲ့ဆာလုံးရဲ့အလှဖောင်းလေးကိုပြောင်းလို့ရပါတယ်လိုချင်တဲ့ဆာလုံးအလှဖောင်းလေးရပြီဆိုရင်တော့ရပြီဆိုလို့ရှိရင်တော့သူ့ကိုဖောင်းအလှလေးတွေထည့်ချင်တယ်စတုတ်လေးတွေကွက်ချင်တယ်ဆိုလို့ရှိရင်ဒီမှာ FX လေးကိုတစ်ချက်နှိပ်ပါ နှိပ်ပြီးတော့ stroke ကွက်ရှင်လဲဆိုရင်တော့ stroke ထဲ stroke ကိုနှိပ်ပါနှိပ်လို့ရှိရင်ဒီမှာ stroke ကွက်မယ်ဘယ်အယောင်လေးနဲ့ကွက်မလဲပေါ့အနက်ယောင်မှာပဲယောင်လေးနဲ့ကွက်မလဲကိုကြိုက်တဲ့ယောင်လေးနဲ့ကွက်လို့ရပါတယ်ဒီမှာတော့အနက်ယောင်လေးပေးထားလိုက်မယ် okay တို့ share rotation နဲ့ထည့်လို့ရတယ်ဒီမှာစာလုံးအလှလေးတွေကိုဒီမှာလာရှင်လို့ရပါတယ် site ID ကိုတော့ဒီမှာဒီနေရာလေးမှာအကြီးသေးလေးရှင်ပေးလို့ရပါတယ် โอเคโอ่เน่มั้ยตะเกลุดีสาลงอเน่หยองเลียวไม่ใช่ปูဆိုလို့ရှိရင်ဒီမှာကဒီနာကာလာပေါက်လေးကိုတစ်ချက်နှိမ့်မယ်လိုချင်တဲ့စာလုံးကိုဒီမှာပြောင်းလို့ရပါတယ်အပြာရောင်လိုချင်ရင်အပြာရောင်ပန်းရောင်လိုချင်ရင်ပန်းရောင်ကိုပဲရောင်လိုချင်တဲ့ဘောကိုနှစ်တက်တဲ့အယောင်လေးကိုဒီနေရာမှာလာပြောင်းလို့ရပါတယ်တကယ်လို့အနက်ရောင်လေးနဲ့လှတယ်ဆိုလို့ရှိရင်တော့အနက်ရောင်လေးပေါ့ ပြန်အောင်လေးကိုယူလို့ရှိရင်ပြန်ရအောင်ကိုကြိုက်တဲ့အယောင်လေးကိုဒီနေရာမှာလာယူလို့ရပါတယ်ပြင် okay နေလိုက်မယ်ဒါဆိုလို့ရှိရင်တော့တနေ့ပြေမွေးနေ့မင်္ဂလာဖိတ်ကြလို့ရေးပြလို့ရှိရင်အောက်ကဆက်ရေးရမှာဖြစ်ပါတယ်အောက်ကဆက်ရေးဖို့အတွက်သူ့ကိုပဲဒီဒီကိုတစ်ချက်နှိပ်ပြီးတော့ဒီနေရာလေးမှာကိုရေးချင်တဲ့နေရာလေးမှာကလေးတစ်ချက်ရှာပါကလေးတစ်ချက်ရှာပြီးတော့ကိုရေးချင်တဲ့စာလုံးကိုရေးရမှာဖြစ်ပါတယ် ်ခတ်တော့ဖိုးဖိုးဖိုးများဥထိတ်ထားလည်းရဲ့ပြီးလို့ရှိရင်အင်တာခေါက်မယ်ဖိ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 ဦးဘောကျော် နေတော့မေတော့နုနုတိန်တို့ဤမမေတော့နုနုတိန်တို့ဤသမီးပြီးလို့ရှင်အင်တာတချက်ခောက်မယ်ဒီမှာသမီးလေးနာမည်ကိုရေးဖို့အတွက်နည်းနည်းလေးပြင်ဆင်ထားခဲ့ပါမယ်ဤနည်းနည်းလေးပြင်ဆင်ထားခဲ့မယ်တနည်းပြမွေးနေ့မင်္ဂလာ အင်တာကောင်မှာလူချင်းတဲ့ဆာလုံးရေးမှဖြစ်ပါတယ် ပြေးမွေးနေ့မင်္ဂလာကျင်းပမည်ဖြစ်ပါသဖြင့် Inter Common နောက်ပါအစီအစဉ်တိုင်းကြောရောက်ရှိနေကြပါရဲ့အောက်ပါအစီအစဉ်တိုင်း

တင်နေစားစော်ပြင်းဖိကြအပ်ပါသည်ပြီးလို့ရှိရင်အမှန်ရှိကိုရှိမှန်းမှန်ရှိရှိပြီးတော့ဆိုလို့ရှိရင်ဆာလုံးကဒီလိုမျိုးဆိုလို့ရှိရင်အရင်ကြီးနေတယ်ထင်လို့ရှိရင်တော့နည်းနည်းလေးသူ့ကိုဆာလုံးပေးပေးမယ်ဆာလုံးပေးတဲ့မှာဆိုလို့ရှိရင်တော့ဒီမှာမုတ်တူလေးကိုတစ်ချက်နဲ့ဖေးနာလေးရာရှိဖြစ်ဒီဘောဘွားရှိဖြစ်အော်တာရဲ့ဖြီးပြီးတော့နည်းနည်းတော့သေးလိုက်မယ်သူ့ကိုအော်သေးလိုက်ပြီဆိုလို့ရှိရင်လိုချင်တဲ့နေရာလေးမှာဒီဆာလုံးလေးကိုထားမယ် တကယ်တော့နည်းနည်းလောက်ထပ်သေးနေသေးတယ်ဆိုလို့ရှိရင်တော့နည်းနည်းလောက်နည်းနည်းလောက်သေးနေသေးတယ်မြင်လို့ရှိရင်နည်းနည်းလောက်ကြည့်လိုက်စာလုံးလေးကိုပြောင်းရင်လည်းဆိုလို့ရှိရင်တော့အမှန်ရှိရှိမယ်စာလုံးလေးကိုပြောင်းရင်လည်းဆိုလို့ရှိရင်တော့တီကိုတစ်ချက်လာဒီမှာကာလာပေါက်လေးရပြောင်းအောင်မှဖြစ်ပါတယ်လိုချင်တဲ့စာလုံးလေးကိုဒီနေရာလေးမှာပြောင်းရမယ်အပြာရောင်လေးထားပေးမယ် okay ကိုနှိပ်မယ်သူ့ကိုလည်းဒီတိုင်းပါပဲ stop question လည်းဆိုလို့ရှိရင်တော့ fa square stop ကိုနှိပ်ဒါကတော့အလှဆင်တာပေါ့နော်ကိုကြိုက်တယ်လို့ပေါ့ကိုကြိုက်တယ်လို့အလှဆင်လို့ရတယ် အပြာရောင်လေးမှာပန်းရောင်လေးနဲ့ကိုမလားအနူရောင်လေးနဲ့ကိုမလားပေါ့ဘေးရောင်လေးနဲ့ကိုရင်ကိုနားမလဲကိုကြိုက်တဲ့အရောင်လေးကိုလို့ရတယ်တကယ်လို့မကွက်ရှင်ကိုယူယူထားရှင်တယ်ဆိုလို့ရှင်လည်းယူယူထားလို့ရတယ်ကိစ္စမရှိဘူးဒီမှာတော့အနက်ရောင်လေးနဲ့ကွက်လို့ရှင်တယ်နည်းနည်းတော့လှတယ်လို့ပဲအနက်ရောင်လေးထားပေးလိုက်မယ် okay ကိုနှိပ်မယ်ဒါဆိုလို့ရှင်တော့အောက်ကနေရရဲ့အရှင်ရဲ့နေရာရဲ့ရေးရမှာဖြစ်ပါတယ်ဒီကိုတစ်ချက်ယူပြီးတော့ရေးခြင်းတဲ့နေရာလေးမှာကလေးတစ်ချက်ရှာမယ် ကလေးတစ်ချက်ရှာမယ်ပြီးလို့ရှိရင်လိုချင်တဲ့စာကုံးလေးကိုရိုက်ထည့်မှဖြစ်ပါတယ်နေရနေရအနာခေါမယ်နေရပြီးရင်နေရနေရရဲ့အရှင်ရဲ့နေရရဲ့ဝေးမှဖြစ်ပါတယ် ရှင်အနာခေါက်မယ်နေရနေရဟုတ်ပြီအမှန်ရှိကိုရှိမှန်စာလုံးကကြီးနေတဲ့ဆိုလို့ရှိရင်လည်းသူ့ကိုနည်းနည်းပြေးသေးလိုက်မယ်ရှစ်ဖြေ order ရပြီးပြီးတော့ပြေးသေးလို့ရတယ်တကယ်လို့ပြေးမသိရှင်သေးဘူးဆိုလို့ရှိရင်လည်းပြေးမသိရှင်ဘူးဆိုလို့ရှိရင်လည်းဒီတိုင်းထားလို့ရတယ်တကယ်လို့ကွာကြီးနေလဲထင်လို့ရှိရင်တော့နည်းနည်းလေးသေးလို့ရတယ်နေရအရှင်နေရအမှန်ရှိကိုရှိမှန်ပြီးလို့ရှိရင်သူ့ကို တိုက်တိုးတစ်ချက်နဲ့နှိပ်ပြီးလို့ရှိရင်သူ့အပေါ်မှာပဲ control ရဲ့ shift ရဲ့ order ရဲ့ဖြီးပြီးတော့ဒီဆာလုံးအပေါ်မှာပဲမောက်နေနဲ့ဖြီးပြီးတော့ဆွဲလိုက်ပါရေးချင်တဲ့နေရာလေးမှာရှာတစ်ချက်ဟင်းသူ့အလေးလေးမှာတစ်ချက်နဲ့ keyboard ပေါ်က control A ကိုနှိပ်ပါ oscillate ပြပြပြဆိုလို့ရှိရင်စထည့်ရမှာဖြစ်ပါတယ်ဒီမှာနေရဆိုတော့ရက်ကိုဟိုဟာနေရဆိုလို့ရှိရင်ရက်ကိုရေးရမှာဖြစ်ပါတယ်ရက်ကိုရေးမယ်ဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ရက်ကိုရေးပါကိုကိုမွေးနေ့လုံးမဲ့ရက်ပေါ့နော် ဥပမာပေါ့ဒီမှာကျတော့ဥပမာရေးပြမယ်14 3ပိုင်း2010ဆီလေးရဲ့3လပိုင်း2010ဥမာဘောအင်္ဂါဆိုအင်္ဂါဗုဒ္ဓဆိုဗုဒ္ဓဘောကိုကြိုက်တဲ့ရက်ကိုရေးပေါ့နော်ဒီနေ့ကဘာနေလဲမသိဘူးအင်္ဂါပဲရေးလိုက်မယ်အင်္ဂါအင်တာခောက်မယ် အချိန်ကိုရေးရမှာဖြစ်ပါတယ်နနနနရှင်းနိုင်မှာ สิบนาทีอินดาเข้ามาเนียวเยี่ยมมาพิบาร์เนียอู้โบโจงเองอู้โบโจงเองตัวนี้นู่นเอง Oh, good job, man.

စာရေးလို့အကုန်လုံးပြီးတော့ပြီဆိုလို့ရှိရင်တော့သူ့ကိုလှလေးတွေထည့်ပေးရမှာဖြစ်ပါတယ်သူ့ကိုခလေးလေးရဲ့ပုံထည့်မယ်ဆိုလို့ရှိရင်တော့ခလေးလေးရဲ့ပုံပေါ့နော်ဥပမာ file တော့မယ် open လိုချင်တဲ့ခလေးလေးပုံလေးကိုထည့်မယ်ခလေးလေးပုံယူမယ် open နဲ့ဖွင့်မယ်ဒါကတော့ psd ပုံလေးဖြစ်ပါတယ်ဒီခလေးလေးကို PSD ပုံလေးဆိုတော့ဒီတိုင်းလေးဖြတ်ပြီးသားဆိုတော့ဒီတိုင်းလေးဆွဲထည့်လိုက်ရပါပြီ shift ပြန် order ရဖြစ်ပြီးတော့ ဒီမှာခလေးလေးပုံလေးကိုဒီနားလေးမှာထည့်ပေးလိုက်ပါတကယ်လို့ဒီခလေးလေးပုံလေးကအာ PSD ပုံမဟုတ်ဘဲနဲ့ JPEG ပုံဖြတ်ရမယ်ဆိုလို့ရှိရင်သူ့ကိုပန်တူးလေးနဲ့ဖြတ်ပေးရမှာဖြစ်ပါတယ်ဒါကတော့ PSD ပုံဖြစ်တဲ့အတွက်ဆွေးထည့်လိုက်ရရပါပြီပုံကိုစာလေးရရဲ့အောက်ကိုပို့ပေးပါစာအောင်မြင်အောင်လို့ဒါဆိုလို့ရှိရင်တော့ဒီမှာခလေးလေးက လေးလေးပုံလေးထည့်ပြီးဆိုလို့ရှိရင်သူ့အလှလေးတွေထည့်ထည့်ရှင်သေးတယ်ဆိုလို့ရှိရင်တော့ထည့်ထည့်လို့ရပါတယ်ဒီမှာမွေးနေ့ကိတ်လေးတစ်လုံးထည့်ပေးမယ် file open နဲ့တော့ဖွင့်မယ်မွေးနေ့ကိတ်လေးကိုထည့်မယ်မွေးနေ့ကိတ်လေးကိုယူလာမယ် open နဲ့ဖွင့်မယ်မွေးနေ့ကိတ်လေးကိုလည်းဒီတိုင်းပါပဲခလေးရဲ့ဒီညာလေးမှာတော့ထည့်ပေးမယ်ဒီနေရာလေးမှာမွေးနေ့ကိတ်လေးတော့ထည့်ပေးမယ်အကြီးသေးကိုတော့ keyboard wash ဖြစ်ဖြစ် order ရဖြစ်ပြီးတော့ဒီတောင်းလာလေးကဆွေးလိုက်ရင်တေးလို့ရပါတယ် နေရာကိုတော့ထားရှင်းတဲ့နေရာလေးမှာရွှေ့ထားပါတော့။နေရင်တော့ထပ်သေးရှင်းနေတဲ့ဆိုလို့ရှိရင်လည်းဒီတိုင်းပဲ control ရဲ့ on mode ပါဝင် shift ရဲ့ order ရဲ့ဖြီးပြီးတော့အာပေးသေးလိုက်မယ်။ကြိုက်ပြီဆိုရင်တော့အမှန်ရှင်းမယ်။နောက်ထပ်ပူပေါင်းလေးတွေထည့်ရှင်းသေးတယ်ဆိုရင်လည်းဒီတိုင်းပါပဲ file open မိမိမှာတင်ထားတဲ့ပုံလေးတွေကိုအယုတ်လေးဖြစ်ဖြစ်ပူပေါင်းလေးဖြစ်ဖြစ်ကြိုက်တဲ့ကြိုက်တဲ့ပုံလေးတွေထည့်လို့ရပါတယ်။ဒီမှာဆိုရင် PSD ပူပေါင်းလေးတွေအများကြီးပူပေါင်းလေးတွေကို ဥပောင်းလေးတွေကိုကိုကြိုက်တဲ့ပုံလေးတွေကိုထည့်လို့ရတယ်ဥပမာပေါ့နော်ရွေးလိုက်ပေါ့ပေပုံလေးကိုကြိုက်လဲဒီပုံပုံလေးကိုကြိုက်တယ်ဆိုလို့ရှိရင်ဒီပုံပုံလေးကို select တစ်ချက်ပေးပြီးရင် move tool လေးနဲ့ဆွဲလာခဲ့လိုက်ခလေးရဲ့ပုံလေးမှာလာထည့်လိုက်ဒီမှာဒီနေရာလေးမှာအကြီးသေးကိုတော့တောင်းတာလေးကနေပြီးတော့ရှိပြ order ရဲ့ဖြီးပြီးတော့ဆွဲလိုက်ပါဥပောင်းလေးကိုတော့အကုန်လုံးရဲ့အောက်မှာထားမှာဖြစ်ပါတယ် အမရှိမယ်ကြိုက်ပြီဆိုရင်ပြီးရင်ဒီမှာလူလျာရဲ့အောက်ကိုဘူပေါင်းလေးကိုပို့ပေးလိုက်မယ်နော်ဆေးဘူပေါင်းလေးကအနောက်ကိုရောက်သွားရင်ကြိုက်တဲ့နေရာလေးမှာထားလို့ရပါတယ်ဥမာဒီနားပဲထားထားဒီနေရာလေးပဲထားထားကိုကြိုက်တဲ့နေရာလေးမှာလှဆင်လို့ရပါတယ်ဘူပေါင်းလေးကတော့ဒီမှာသမီးလေးနာမည်ထည့်ရမှာဖြစ်ပါတယ်သမီးလေးနာမည်ထည့်ဖို့အတွက်ဒီကိုတစ်ချက်ယူပေးပါဒီမှာ type 2လေးကိုတစ်ချက်ယူပြီးတော့ဒီနေရာလေးမှာတစ်ချက်ချပြီးတော့သမီးလေးရဲ့နာမည်ကိုရေးလိုက်ပါ ဒီနေရာသစင်းလိုင်းနမေကိုရေးမယ်နမရေးပြီးပြီဒီမှာဘာဖြစ်လို့မမြင်ရဘူးလဲဆိုတော့ဒီမှာဆာလေယာအကုန်လုံးရအောင်ဆုံးရောက်နေပါတယ်ဒါကြောင့်မလို့ဆာလေယာကိုအပေါ်အပေါ်တင်ရမှာဖြစ်ပါတယ်ဒီမှာဆွေးလာပြီးတော့အပေါ်ကိုတင်ပေးလိုက် ွေးပြီးတော့အပေါ်တင်ပေးလိုက်ဒါဆိုလို့ရှိရင်တော့ဒီမှာကိုရေးထားတဲ့စာလုံးမြင်ရပြီဖြစ်ပါတယ်သူ့ကို move to လေးကိုတစ်ချက်နဲ့နှိပ်ပြီးလို့ရှိရင်လိုချင်တဲ့နေရာလေးမှာသွားထားလိုက်ဒီမှာသမီးလေးရဲ့နာမည်ကိုဒီနေရာမှာထည့်မှာဖြစ်ပါတယ်သူ့ကို color ပြောင်းချင်တယ်ဆိုလို့ရှိရင်လည်းဒီကိုတစ်ချက်နဲ့နှိပ်ပြီးလို့ရှိရင်ဒီ color ပေါင်းလေးမှာလိုချင်တဲ့ color လေးကိုပြောင်းလို့ရပါတယ်ဘယ် color လေးလိုချင်မှာ ဒီမှာပန်းရောင်လေးကိုထားထားမယ် okay သူ့ကို stock ခွက်ရှင်နေဆိုလို့ရှိရင်လည်းဒီမှာ fx ကိုနှိပ်ပါ stock လိုချင်တဲ့ color လေးနဲ့သူ့ကို stock ခွက်ပေးလိုက်ပါအနက်ရောက်ဆိုအနက်ရောက်တခြားပြရောင်လေးတွေခွက်ရှင်နေဆိုလို့ရှိရင်လည်းပြရောင်လေးပါပဲကိုကြိုက်တဲ့ color လေးကိုခွက်ပါဒီနေရာမှာတော့အနက်ရောက်လေးနဲ့ပို့ထားမှထင်ပါတယ်အနက်ရောက်လေးကြိုက်ပြီဆိုရင်တော့သူ့ကို okay နှိပ်လိုက်ပါဒီမှာ draw shadow လေးတွေထည့်ရှင်နေဆိုရင်လည်းထည့်လို့ရပါတယ်ကိုနှိပ်တဲ့လိုထည့်ပါဒီမှာ size ကိုတော့ဒီမှာအကြီးသေးရှင်လို့ရတယ် ချိန်ပြီဆိုရင် okay နေလိုက်မယ်ဒါဆိုလို့ရှိရင်တော့ဖိတ်စာရေးလို့ပြီးတော့ပါပြီပြီးတော့ပြီဆိုလို့ရှိရင်ကိုယ်ကပြန်စီရမှာဖြစ်ပါတယ်မှန်မှန်ဟိုတနည်းပြေမွေးနေ့မင်္ဂလာဖိတ်ကြလောနှစ်ဖက်သောဖိုးဖိုးဖွားများအားဥထိတ်ထားလည်းရဲ့ဖေဖေဥပ္ပကျော်ဝဲမင်းမင်းတော်နုနုတင်တော်ဤသမီး ဒီနေရာမှာဆိုလို့ရှိရင်ဒီမှာမတလုံးကျန်နေခဲ့တယ်เนาะသစင်လိုက်နာမည်တစ်ခုပဲဒီမှာအရှင်းမှာမတလုံးကျန်နေခဲ့တယ်ဒါကြောင့်မလို့ဒီနာမည်လေးကိုဒီမှာအခုဆိုလို့ရှိရင်ဒီမှာကျန်နေခဲ့တာကိုထောက်ပြတာဖြစ်ပါတယ်ကိုကမှန်မှန်ကိုပြန်ဆင်းရမှာဖြစ်ပါတယ်ဒီမှာဆိုရင်သမီးလေးနာမည်ကိုမသစင်လိုက်လို့ရေးရမှာဖြစ်ပါတယ်အရှင်းမှာမတလုံးကျန်နေခဲ့တဲ့အတွက်သူ့ကိုပြန်ရေးရမှာဖြစ်ပါတယ်ဒီကိုယူပြီးတော့အလေးလေးမှတစ်ချက်နဲ့နှိပ်ပြီးလို့ရှိရင်ဒီမှာရေးမဲ့နေရာလေးမှာရေးလိုက်ပါ မ ိုက်ပြီဆိုရင် okay မှန်ပြီဆိုရင် okay ဒီမှာဆိုမတ်တစင်လိုက်ဒါဆိုလို့ရှိရင်တော့တနေ့ပြင်းမွေးနေ့မင်္ဂလာကျင်းပမင်းဖြစ်ပါသဖြင့်အောက်ပါအစီအစဉ်အတိုင်းကြောရောက်ရှိမြင့်ကြပါရန်ယိုသေးလေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်ဒီမှာနေ့ရက်အချိန်နေရာဒီနေရာမှာတော့မှန်တော့ဖြစ်ပါတယ်မှန်လို့ရှိရင်တော့သူ့ကိုဒီလေးရတဲ့အကုန်လုံးကိုပေါင်းပေးရမှာဖြစ်ပါတယ်လေရလေလေရတဲ့မှာနေပြီးတော့ဖလက်တာအမျိုးနှိမ့်လိုက်လို့ရှိရင်လေရတဲ့အကုန်လုံးပေါင်းသွားပြီသူ့ကိုသိမ့်မဲ့ဆိုရင် find cs test ကိုရွေးပေးပါဒီမှာတော့ဂျီဘက်ကိုရွေးပေးရမှာဖြစ်ပါတယ် စစ်နဲ့တင်လိုက်ပါဒါဆိုရင်တော့ကိုလိုချင်တဲ့ဖိတ်စာလေးကိုရေးလို့ပြီးတော့ပါပြီ